တကယ်ကျွန်တော်အားလုံးပဲမင်္ဂလာပါ Animus Anime ကနေပြန်ကြိုးဆိုလိုက်ပါရယ်တနေ့နဲ့ဆက်ပေးမဲ့ Anime ကတော့စကောက်မတူတေးရဲ့ Episode 8ထိပဲဖြစ်ပါရယ်ဒီစုကဲလက်ဆိုင်ထဲကိုဝင်လာတော့ရှင်းတို့ကိုမတွေ့ပဲဟာနာလဲငိုနေတာမို့လို့မုန်းတွေနဲ့ချော့ပြီးမမရတာနဲ့ Piskey ကိုလိုက်ရှာဖို့အတွက်လွတ်လိုက်တယ်လက်အဖွဲရဲ့ထောင်ထဲမှာတော့ငါကဒီညာရဲ့ကောင်းဆောင် Akura ပဲအဲ့ဒါဆိုရင်ငါ့ကိုဖန်ခိုင်းတာနင်းပေါ့မဟုတ်ဘူးငါလည်းချုပ်ထဲမှာလေဒီကအကြောင်းတွေကိုအကုန်ပြောပြပါငါကသူ့ကိုခိုင်းတာကိုမလုပ်ပေးလို့ဒီကိုရောက်နေတာငါကိုလည်းဒီကောင်ကရှင်းနဲ့မှားပြီးဖမ်းလာတာပဲဟမ်ရှင်းဆိုတာစိတ်ကိုဖတ်တဲ့ရှင်းလားဟုတ်တယ်သူပဲ သူ့ကိုတီးတာလားတိယုံနေမကဘူးသူ့ရဲ့အစွမ်းကိုငါကိုယ်တိုင်ပေးမိတာပဲအစကူရာနဲ့အတိတ်မှာတော့သူ့ရဲ့ဘော်ဒါအန်တိုကရှင်းကိုစောင့်ရှောက်ဖို့အပ်ခဲ့ပြီးပျောက်သွားတာကြောင့်လက်ပခန့်ထဲမှာပဲရှင်းကိုစောင့်ရှောက်ရင်းနဲ့တစ်ချိန်ထဲမှာပဲဦးနှောက်လှောင်မှုကိုလေ့လာရင်လူသားတွေကိုအကျိုးပြုမဲ့အစွမ်းတစ်မျိုးကိုဖဏိနိုင်ခဲ့တယ်။တ냐မှာတော့အိယာကနူလာတဲ့ရှင်းလဲရေဆာဆာနဲ့ပေါ်လာတဲ့စေဘောကိုမှားတောင်းပြီးလို့စစ်ဖက်နိုင်တဲ့အစွမ်းကိုရသွားခဲ့ကအဲ့ဒီအစွမ်းကြောင့်ပဲလူတွေစိတ်ကိုတီးသွားနိုင်လို့လက်ပခန့်ကလူတွေလည်းရှင်းကိုတပိပိနဲ့ရှောင်ဖယ်လာခဲ့ကြတယ်။ ်အစကူရလည်းဖြည့်ဆည်းပြန်ဖို့လုပ်ပေမဲ့ရှင်ကလက်ပခန်းကလူတွေကိုစိတ်ဆိုးပြီးထွက်ပြေးသွားခဲ့လို့အဲထက်ကသူ့ကိုမတွေ့တော့တာလေသူ့ကိုပြဆာမျက်နှာလည်းမရှိတော့ဘူးတနာစရာကောင်းတဲ့ထရမန်တပုတ်ပဲဒါပေမဲ့ရှင်ကတော့သူ့ရဲ့အဆုံကိုသဘောကျနေတာငါလည်းသူ့နဲ့ရန်ဖြစ်ထားတာဆိုတော့အတူတူတောင်းမှကြတာပေါ့ ဆာကာမိုတိုရဲ့အိမ်စီးမင်းစတေအရာရံဖြစ်ရင်အဲ့ဒီနေ့အတွင်းမှာပဲပြန်တက်ရလို့ရမယ်ရကြသွားရင်တော့မုန်းနဲ့ပြန်တောင်းပန်ရမှာကောင်းပြီလေအာဆူကာရာလည်းအိတ်ထက်ကစေးနှထောင်ဖောက်လိုက်ကလူကဆောင်နေကိုရှင်ပြီးထွက်ပြေးသွားခဲ့ကြရတယ်တဖက်မှာလည်းမင်းကနာမည်ကြီးနေတဲ့ဆာကာမိုတိုပေါ့မင်းချရတော့မစိုးပါဘူးဒါပေမဲ့ဝါနေတော့ဆောက်ဘောလိုပဲဆာကာမိုလည်းထထိုးတော့ရှင်ကိုထိသွားခဲ့ပြီးမင်းလည်းမင်းမထိုးထားတဲ့အက်ကရန်သူနဲ့ကိုလူကိုပြောင်းပြမြင်စေတဲ့တိုင်းနေကိုထည့်ထားတာကွပြောနေအောင်ရှက်တီးခံလိုက်ရကဒါဆိုရင်လည်းရှင်ကိုချက်ဖို့ပဲတွေးလိုက်ရုံပေါ့ ထထိုးလိုက်တော့ရှင်းကိုပဲထထိသွားခဲ့ပြီအဲ့ဒီအစွမ်းကအဖွင့်ပိတ်လို့ရတယ်ဘယ်ကြီးလဲစေးလေးဆက်လိုက်ထိုးလိုက်တော့ရှက်ချမ်းလာခဲ့ကစေးလေးအကုန်လုံးကိုထထိုးလိုက်တာကြောင့်ဘယ်ကြီးလဲတမသွားခဲ့တယ် ရှင်းကကြော်ပြီးတော့ပြေထိုးပေးမယ်စကောက်မိုတွေထူချက်ကိုရှင်းကရှောင်းလိုက်တာကြောင့်ဗကြီးကိုထိသွားခဲ့ကထူချက်တွေကိုရှင်းကဆက်လိုက်ရှောင်းလိုက်တော့လက်သီးတွေကဗကြီးစီပဲဆက်လိုက်ရောက်လာခဲ့ပြီးနောက်ဆုံးတော့ဗဲကြီးလည်းစကောက်မိုတို့ရဲ့ရှက်ထူးချက်ကြောင့်ထိသွားခဲ့တယ်စကားမတို့တို့လက်ထူထားတဲ့အက်တွေကိုဖယ်လိုက်တော့ပြန်ကောင်းသွားခဲ့ပြီးလက်ဖွဲ့သားတွေလည်းအတိတ်ကသူတို့ရဲ့လိုရက်တွေအတွက်ရှင်းကိုပြန်ပြီးတောင်းပန်လိုက်ကြတယ်။ရှင်းတို့လည်းလူချောင်းတန်းကိုချုပ်ထားတဲ့အကျဉ်းထောင်ဘက်ကိုလိုက်သွားကြပြီးစကားမတို့ကရှက်ချမ်းလိုက်တာ။အော်ဒါကလူတိုင်းဒီဘက်ကရှက်ချမ်းကြတယ်။အရင်လောက်ခဲ့တဲ့နေရလား။အေးအော်ဒါကလူတယောက်ကမင်းတို့လူ၁၀ယောက်ကိုတိုက်ဖို့ဆိုရင်အားလုံးလစ်ဖို့က60ကတ်မဲ့လိုတယ်။နာကူမို ကလည်းအော်ဒါကလူပဲမလားသူကတော့ငပြော့လူပဲနော်အဓိကကအော်ဒါကလူနဲ့တွေ့ရင်တေးချောင်းသာဆောင်လိုက်ပြောနေတော့ကျင်းတဲ့ကိုကြာသွားလို့ရှင်းကိုကန်လိုက်ကဆာကာမိုတိုကတော့အောက်ကိုပြုတ်ကျသွားခဲ့တယ်ခါရှိမလန်သူရဲ့တပောက်တွေဖြစ်တဲ့ Unigahara နဲ့ Takimido တို့ကိုခေါ်ပြီးမြောက်ခန်းကလက်နက်တွေကိုတဲပို့ရောက်လာတော့အဆောက်အုံကိုရှယ်ကြီးထားတဲ့ရှင်ရှိပါတို့ကိုတွေ့လိုက်ရပြီး GA ကခွေးရောက်နေတာပဲဒီနေရာမှာဆလားရှိလားရှိရင်ခါရဲရှယ်ကြီးပြီးမလို့ဘာပဲဖြစ်ဖြစ်တရားမွေလက်နက်ရောင်းပြီးလူတက်နေတာက GA ရဲ့စီးမြင့်နဲ့မညီလို့အလုံးကိုရှင်းပြရမယ်ခါရှိမရဲ့တပောက်တွေကတိုက်ပို့လို့တော့ Osaraki လည်းဝင်ပိုင်းလိုက်တယ် ခါရှိမလည်းတွေ့လက်နက်ကိုထုတ်ပြီးရှီဝါကိုပြေးခုတ်လို့ရှက်ထီသွားခဲ့ပေမယ့်နောက်ကနေဝင်ရိုက်လိုက်လို့ခါရှိမလည်းလွတ်သွားခဲ့တယ်။ရှီရှီဝါတို့ပြန်ဖို့လို့တော့ခါရှိမကပြန်ထလာခဲ့ပေမယ့်တုတ်ချလာတဲ့စကမိုတိုကြောင့်ထွက်လွတ်သွားခဲ့ပြီးမတွေ့တာကြာပြီနော်။ရှီရှီဝါသူကလူအစ်စ်လေးဥစရာခီးတဲ့အဲ့ဒီဆပ်ဘောကဘာတူလဲ။လက်အဖွဲကိုအုပ်ချုပ်နေတဲ့ boss လေးခါရှိမလည်းပြန်ကြုံမှုအတွက်တွေ့လက်နက်တွေကိုထုတ်ထုတ်လိုက်တယ်။ ရှင်းတဲ့လူ၆တန်းကိုလိုက်ရှာနေတော့စပါကကိုဖျောက်ပြီးဝင်တိုက်တာကြောင့်ရှောင်းလိုက်ရကမင်းကိုရှော့လိုက်ရင်ခေါင်းတွက် bonus ကပိုရမှာလေဒါပေမဲ့ဘာလို့ရှင်ဖန်ခိုင်းနေရတာလဲကိုဖျောက်ပြီးဝင်တိုက်လိုက်တာကြောင့်ထိသွားခဲ့တယ်အလစ်ဝင်ထိုးလိုက်လို့ရှင်းလက်ထိသွားခဲ့ပြီးပေနေတဲ့လက်ကစပါရဲ့ကိုပြောက်ဝတ်စုံကိုထိသွားတာကြောင့်ကိုဖျောက်လည်းပေါနေခဲ့လို့ဟီဇူကဲရောက်လာတော့ရှယ်ဒီခံလိုက်ရတယ်တဖက်မှာလည်းဆာကာမိုတိုကခါရှီမာနဲ့ပွဲချမ်းနေခဲ့ပြီးရှီရှီဘားတို့လည်းဆလားကိုရှာဖို့တွတ်ထွက်သွားခဲ့တယ်အဆုံးထိရှိပေးခဲ့ကြလို့တငင်းချင်းတို့အလုံးကိုအထူးပြုတင်ရှိပါတယ်